မဲယုံကိုဖျက်လို့ဖျက်စီးလုပ်တဲ့လူမဲပေးတာကိုမတရားသဖြင့်လုပ်တဲ့လူဆိုရင်ကျွန်တော်တို့ကချက်ချင်းတရားစီရင်မှာဖြစ်ပါတယ်ချက်ချင်းအရေးယူပြီးချက်ချင်းထောင်ချမှာကျွန်တော်တို့ကနေမကူဘူးကျွန်တော်တို့ကဒီဥပဒေအရတော့တရားစီရင်ရေးရတခါနဲ့အပြတ်ချပြီးတာကျွန်တော်တို့ကကတရားရုံးလဲဖွင့်ထားပြီးတာအဲ့ဒီနေ့မှာတခါနဲ့ဖွင့်ထားပြီးတာဒါပေမဲ့မပေးခင်မှာတော့အကုန်လုံးသိမှုတော်တွေဒီမှာကျွန်တော်တို့မိထီလာမှာကျွန်တော်တို့ကခုနှစ်ပါတီပဲရှိတယ်နော်ခုနှစ်ပါတီရှိတယ်ဆိုတော့ဒီမှာဒီဥစ္စာတစ်ခုလုံးကကျွန်တော်တို့က16ပါတီပေးလို့ရတယ် နော်အဲ့ဒီ16ပါတီပြီးလို့ရကျွန်တော်9ပါတီဆိုရင်ဒီအောက်ကဟာဒီကိုကျွန်တော်တို့က plus 7ပြားနဲ့ပိတ်ထားမှာပါခံပြားနဲ့အဲကြံပြီးတော့မှလိုင်းဖြက်စီးပြီးလို့လည်းမရပါဘူးလုံးလို့လည်းမရဘူးဒီအောက်က club တွေနှိပ်လို့မရဘူးကျွန်တော်တို့ကအဲ့လိုမျိုးပိတ်ထားမှာပါနောက်တစ်ခါဒီအပေါ်မှာကျွန်တော်ဒါ plus 7ပြားနဲ့အုပ်ထားတာဒီတခြားလူတွေကမတမာတဲ့လူတယောက်ကနေပြီးတော့မှနော်မဲယုံကိုဖြက်လို့ဖြက်စီးတဲ့ဘောမျိုးနဲ့လာပြီးတော့ကွန်းစားရင်နဲ့ကွန်းတပြင်းနဲ့ဒီလိုမျိုးပက်သွားတာဖြက်သွားတာမျိုးဖြစ်ခဲ့လို့ရှိရင် ကျွန်တော်တို့ဒီချက်ချင်းအရေးယူပြီးချက်ချင်းထောင်ထားမှာကျွန်တော်တို့ကနေမကူဘူးကျွန်တော်ကဒီဥပဒေအရတော့တရားစီရင်ရေးရတခါနဲ့အပြတ်ချပြီးတာကျွန်တော်တို့ကကမှတရားရုံးလေးဖွင့်ထားပြီးတာအဲ့ဒီနေ့မှာတခါနဲ့ဖွင့်ထားပြီးတာမဲယုံကိုဖြတ်လို့ဖြက်စီလုတ်တဲ့လူမဲပေးတာကိုမတရားသဖြင့်လုတ်တဲ့လူဆိုရင်ကျွန်တော်တို့ကချက်ချင်းတရားစီရင်မှာဖြစ်ပါတယ်နော်အဲ့ဒါကျွန်တော်တို့ရဲ့မဲဆန္ဒရှင်တွေကအားလူတွေကိုလည်းသိအောင်ပြောပြပေးပါဖြန့်ထားပေးပါနော်ကျွန်တော်တို့ကအားလုံးကိုတော့ဟိုပြောပြဖို့အတွက်အခက်အခဲရှိပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့က ကျွန်တော်ပြည်သူလူထုကြမှာကျွန်တော်တို့မိတ်ဒီလာအခါ20လောက်ရှိပါပြီကျွန်တော်ရှင်းပြနေတာအများကြီးကိုရှင်းပြထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘဲဆန္ဒရှင်တွေအနေနဲ့ဘာမှ ခက်ခက်ခဲခဲမရှိပါဘူးဖြောဖြောရှူရှူလာပြီးတော့မဲပေးကြပါမဲပေးခြင်းအပြင်လည်းဘာမှပြဿနာမရှိပါဘူးကျွန်တော်တို့လုံခြုံရေးအပြည့်အစုံလုပ်ထားပါတယ်လုံခြုံရေးအတွက်ကျွန်တော်တို့ရှေ့ကနေပြီးတော့မှအားလုံးတာဝန်ယူပါတယ်ဒီဇင်ဘာလ28ရက်နေ့မှာကျွန်တော်တို့ပေးမှာပါသူအပိုင်းလိုက်အပိုင်းလိုက်ကျွန်တော်တို့ခွဲပြီးတော့ပေးသွားမှာဖြစ်တဲ့အတွက်အဲ့ဒါစိတ်ချမ်းသာကုချမ်းသာနဲ့လာပြီးတော့မဲပေးကြပါလို့ကျွန်တော်အဲ့လိုပြောနေတယ်ပဲညီကုန်းချုပ်ပါတယ်